ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မျိုးဦး family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာတို့ခေကို ရောက်ရမည်မှာမလွဲပါဗညာမော်ဒီ union jet land ကိုကန်ရင်ရင်ထဲမှာလှုပ်ရှားနေသည်သူစိတ်ထဲ၌ union jet land များမှာလှပနေသည်ဟုခံစားနေသည် ဆန့်ကျင်ဘက်ဖြစ်သောအနီနှင့်အပြာရောင်ဖြတ်ထားပြီးအဖြူကဘေးနာကွေထားသည်မှာပင်ကြည်ကောင်းနေသည်သူတို့၆တန်းသားအများအလုံးယင်းအလံကလေးများကိုကိုစီကိုင်ကဝေရမ်းလျက်ရှိသည်သူအတန်းပြဆရာမဆန်းဆန်းတို့ကအတန်းသားများဘေးမှလိုက်ပါက ကွက်ကဲအုပ်ချုပ်ပါသည်ဒီကနေ့ဆရာမများမှာအတောက်ပါဆုံးအစ်စ်လွန်ဆုံးဝစ်စားထားပေသည်ဘရုံမာပိတ်အဖြူနင်းစီကွက်ဖဲလုံးကြီးသူစိတ်ထဲတွင်ဆရာမမှာအချောဆုံး တဏ္ဍာအမွေပြန်ဆုံးမွေရာဆိုရင် ငေးမောနေရသူအထောက်ပံ့ခံအမျိုးသားကြောင့်ဟူသောစာရန်ကြီးမှာအနီတွင်ရှားပန်းထဲရဲမှအဖြူရောင်စလုံးများတလွန့်လွန့်စာရန်ကြီးကခွန်တန်းကြောင့်သားကြီးရဲမှကိုယ်ရဲကြန့်ခိုင်တောင်းတင်းသောအယံမောင်းအကောင်းဆုံးအလေးမသမားဘောဓမာများကကင်ဆောင်လာကြသည်ရှက်လက်တို့အဖြူဘောင်းမီတို့အဖြူဖနက်ဖြူဝေထားသောကြောင့်သားများ73လေးနှစ်ခန့်ရှိသောကြောင့်သားကြီးများ ၆တန်းတွင်ပင်ဗညာမော်ထက်အသက်ကြီးသူများများနေသည်ဗညာမော်မှာအသက်၁၇နှစ်မို့အငယ်ဆုံးသူသည်မိခိုးရောင်နှုတ်ပေါ်မှရေညီစိမ့်ကွမ်းယူစင်ထားသောရှက်အင်းကြီးမန္တလေးပို့ဖြူတိုက်ပုံဗန်းရောင်ငွေကြေးလုံကြီးဝှထားသည်သူထက်၄ငါးနှစ်ခန့်ကြီးသော သူ့အမဝမ်ခွဲစိမ့်စိမ့်ကဆင်ပေးလိုက်သောအစဉ်အမှန်ကသူသည်တိုက်ပုံအင်းကြီးမဝှက်ခြင်းမလွတ်လပ်ဟုမဝှက်ခြင်းသို့သောစိမ့်စိမ့်ကအတင်းဝှက်ခိုင်းသည် တိုက်ပုံအင်ကြီးဆိုင်အပ်ပေးထားတာလဲစိမ့်စိမ့်ပဲမဟုတ်လားဟဲ့အမကောင်းတဲ့ချင်းလို့ဝခိုင်းတာမောင်လေးကဘာသာလေလို့လေဟုတ်ပင်တိုက်ပုံဝေပေးရင်အမစိမ့်စိမ့်ကသူ့နှစ်ဖူးကိုခောက်ခါပြောလိုက်သေးသည်သူကမူနှုတ်ခမ်းစုလျက်ဝိနိုင်စားနိုင်သောចောင်းသားအချို့လဲတိုက်ပုံအင်ကြီးဝေထားကြသည်များသောအားဖြင့်ဘရုံမာပိတ်ဖြူတိုက်ပုံဝေထားကြသည်သတ္ထေသာဗာဆံကဒါခတာတိုက်ပုံအဝါနုဝေထားသည် ပြုတ်ကုန်တဲ့ဥအဝံဤသားစိန်ဝံကလည်းတကလက်အင်ကြီးတိုက်ပုံဝစ်ထသည်ဥအဝံဤကုံစုံရောင်းသောသရုပ်ဆိုင်ကြီးမှာဇေနာ၌ဟိနေသည်မှန်သေးသွားကြည်စံပို့တိုက်ပုံနဲ့မောင်လေးသိမ့်လိုက်တာခုစိန်စိန်ကသူ့ကိုကြည်ရင်ပြုံးနေခဲ့သည်ဒီကနေ့ပွဲကဘရင်ကန်သွားကြွေရမယ်ပွဲမဟုတ်လားဝစ်ကောင်းဆောင်လာဝစ်သွားရတယ်တို့မြန်မာအမျိုးသားတွေမှာပထမဆုံးဘရင်ကန်မဟုတ်လားဟိုတလောကလွန်ခဲ့သော၃လလခန့်ကပင် ဒုရိယဒရင်္ဂါရဲ၌1930ဩဂတ်လ15ရက်ကအင်္ဂလိပ်ဘုရင်ကစာချာအင်းနစ်ခွင့်ယူကအင်္ဂလန်သို့ပြန်သွားသဖြင့်ပြည်ထောင်ဝင်ကြီးချုပ်စာဂျီအေမောင်ကြီးအားခိတဘုရင်ကအဖြစ်ခံထားသောဒရင်နှင့်ဘုရင်ကအသည့်ဖြစ်ဓဗုံကိုတွေ့ခဲ့ရသေးသည် သူစိတ်ထဲ၌မြမဘုရင်ကမှာချောင်းမောခံရနေပြီသည်သူကမချောလျင်မကြိုက်မလှလျင်မကြိုက်အနက်ခံတွင်ဂေါ်လန်နှင့်ဘေနာပလဲတို့၌ ရွေရောင်ပန်းများဖြင့်ကွထသည်မှာလှပနေသည်တင့်တယ်ခမ်းနားနေသည်ကျောင်းမှနေ၍မြူနီစပယ်ခမ်းမရှိရာသို့ကျောင်းသားများစီတန်းသွားကြသည်ဘုလုံကြည်ချင်းပွတ်တံအချင်းချင်းဒီတို့စကားသံများသည် ရောပြွန်းကခတ်တဲ့တဲ့ညံ့နေသည်ဆရာဆရာမများကကျောင်းသားတန်းကြီးပေးမှလိုက်ကသူတို့ဤတပည့်များကိုကြည်ရင်ကျေနပ်နေကြဟန်ရှိသည်ခဏတန်းကျောင်းသားများကအလုံးပင်အပေါ်ဖုံးတိုက်ပုံအင်ကြီးကိုစီဝှထားကြသည် ၆တန်းចောင်းသားတဲ့ကလည်းအပေါ်ဘုံဝေထားကြသည်တညမော်မှာသူနှင့်အဖော်များတွေ့သည်ဖြင့်စိမ့်စိမ့်ကိုညူစုသောစိမ့်များရော့ပသွားလေပြီကိတ်ပုံကမောင်လေးနဲ့တိတ်လိုက်တာဟူသောစိမ့်စိမ့်ဤအတန်ကိုပင်ကြားရောက်လာကသူဤစိတ်သည်ကြည်စပြုလာပေပြီဆောင်ရဤနှင်းတို့သည်သူတို့ဤဇာဝတ်ယုံကိုလွှမ်းစင်ထားစေဒေဒီသောကုကုပင်အရွယ်များကြမှနေရောင်တန်းနေနေများသည်ဇာဝတ်စုံကိုတအားထွန်းပေါက်ဖြတ်တန်းလာသည် ဇေယံဗရမယယံမြယံများဖြင့်တဖိတ်ဖိတ်လက်နေသောဇာဝတ်ယုံမှာတလွင်လွင်ရွေလျားလှုပ်ရှားကာကြံရစ်တော်သည်ကျောင်းသားများသည် နေဝင်းဤနှင့်ဇာဝတ်ယုံတို့ဤတိုက်ပွဲကြောင့်လှုပ်ခါနေသောကိုကိုပင်ရိပ်အောက်မှဖျက်လျှောက်လာကြသည်နှင်းနှံ့တင့်ထုံသောအေးမြတူညင်သောလေသည်သူတို့ကန်ဆောင်လာကြသောယူနီယံဂျက်အင်္ဂလိပ်အလံများနှင့်ကစားမြူးတို့နေပေသည်ဟေ့ပညာမောမြန်မြန်လျှောက်လေ ။ဗညမောနောက်မှကပ်၍လိုက်ပါလာသောသူထက်သုံးနှစ်လောက်ကြီးသောအောင်တင်ကအော်ပြောလိုက်သည်။ဗညမောကနောက်တော်ပင်လှဲ့မကြည့်။ခါဖြည်းဖြည်းသာသွားမြဲ။သူ့နောက်နာတွင်ရှိနေသောဆ iam ဆန်းဆန်းတို့ကကြားသွားဟန်ဖြင့်အောင်တင်ဘာပြောတာလဲ။ဟုတ်လန်း၍အောင်တင်အားပြောလိုက်သည်။သူကလမ်းလျှောက်တာသိနေတာဆ iam ဘယ်နဲ့ပြောတာလဲ။သူကခြေသိမ့်မတန်လို့ပါကွယ်။ဗညာမောနှင့်ကလျက်လိုက်ပါလာသောအတန်းတဲတွင်ဇပွဲချင်းကလျက်ထိုင်သောဗလက ပြည့်ပြည့်သာရှောက်ချီနာရင်ပြောငင်းကိုငါတွဲလျှောက်ပေးမယ်ဟုတ်ဗညာမော်ကိုနာနာကပ်၍ပြောသည်ဗညာမော်ကကောင်းကိုမော်ကတစုံတရာကိုစိတ်ဝင်စားနေသလိုမိမပြောဆိုနေကြသောအတံပလံများကိုမကြသလိုသူ့ဝတီအတိုင်းဖြည်းဖြည်းဖြင့်လမ်းလျှောက်လျက်ရှိနေသည်အခြားကျောင်းသားများမှဝေကောင်းစားလဝတ်ဆင်ရသဖြင့်ကျောင်းမတရသဖြင့်ပျော်မြူးနေကြသည်ဗညာမော်မှာမူကားနန္ဒခင်ဤအလှပ၌နင်မွန်းနေသည်မျက်လုံးက ရှေ့သို့မူထားတော်လဲမြင်ပုံမရနာကစွန့်ထားတော်လဲပဝင်းကျင်မှထွက်ပေါ်နေသောအတန်များကိုကြားရုံမရယင်းတို့ငေးတေးတေးနေသောအမူအရာကိုအတန်ပြဆရာမဆန်းဆန်းတို့ကနားလေသည် ကစားစင်ချိန်တွင်အခြားကြောင်းသားများတို့မကစားဘဲအတန်တဲ့တွင်နေကစာဖတ်ခြင်းဖတ်ရောင်စုံခဲရန်ဖျောင်းတောင်များဖြင့်ပကြီးဆွဲလင်ဆွဲသို့မဟုတ်ငိမိငိရငိနေရသောသူဤတဘာဝကိုသတိထားမိတာနောက် ရှိကောင်းကောင်းမတန်သောအဖြစ်ကိုသိသွားသည်ဗလကသူနှင့်တရွဲ့တွဲနေသူမို့သူအားနေချက်ကိုသိသည် သူကိုညာသည် အမှန်အဖျင်ဗလမသူတက်တနှစ်ကျော်ကြီးသေးသည်ဗလမတင်ချာညံ့သည်ပညာမောကဗလကိုတင်ချာပြပေးတတ်သည်ဗလဟုနာမည်မှဲ့ထားတော်လဲလူဟန်ကမူခပ်ပြော့ပြောအသားလက်လက်လမ်းလျှောက်လျင်ခန့်နှွဲ့နှွဲ့လျှောက်သေးသည်လုံကြီးသားကိုဆွဲကလမ်းလျှောက်တတ်သေးသည်ပညာမောက သူကိုမင်းသားဟန်ဖြင့်လမ်းလျှောက်သည်ဟုပြောတတ်သည်။ဗညာမောမှာစကားနှဲ့သူဖြစ်တော်လဲဗလနှင့်မှပြောသည်။ဗလကသူကိုနားလည်သည်ဟုသိ၍သူနှင့်ပြောခြင်းဖြစ်လေသည်။ကျောင်းသားများသည်လမ်းတကွေ့ကိုချိုးလိုက်ကြသည်။ဒီတော့မှဗညာမောသည်ဘေးသို့လှည့်ကြည့်လိုက်လေသည်။သူ၏စိတ်အာရုံသည် ကိုရင်းရှိအလကပါမှ ပြင်ပကပါသို့ဝင်ရောက်လာတော့သည်။လူသူအလုံးကိုမြင်လာတော့သည်။ယောသန်ဆိုသံများကို ကြားလာတော့သည်။ စီတန်းလာကြသောចောင်းသားអុជីသည် နေយ៉ាង၌ចောင်းမြတ်យរណាမြားចេះပြီသည်លេដៃទៅဖြင့်កូកូវិញអកៃမြားវេយ៉ាងយេងធូរដៃញាភិនបေါ်ရှိទិយိတ်ပြောက်မြားသည်យងញិនសានខាត់ភិកាយេងធូរနေကြပြီသည်បញ្ញាមោទីលានដောင်းရှိមូនីសិបាលយងអសោឧគូលှမ်းញិនលីរោទីមូនីសិបាលយងမှာမျိုးရှိខិអសានសងឧរោបអសានសងអសោឧភិទីအင်္ဂလိပ်ဆိုရာကဝီတိုရီယာဟန်နဲ့မြန်မာဟန်ယောဆက်စောက်ပေးထားသောပုံဖြစ်သည် အမှုမှာ ပြတဟန်ထူထားပြီးမျက်နှာစာမှာဝိတိုရိယပုံဖြစ်သည်အုတ်ကျွတ်မိုးအနီတွင်ပန်းဆွဲအဖြူများ ကွတ်ထားသည်နိုင်ရန်များမှာ အုတ်ရောင်အနီပင်ထား၍ရေညှိတက်လျက်အားလုံးမှန်တကားများချီတရင်ပေါအပေါ်၌မှန်ရောင်စုံအဝိုက်ကြီးများဖြင့်မှန်တကားတိုင်း၌လိန်မော်ရောင်ဇာခန်းစီများတလွန့်လွန့်ခေါမပေါ်၌လည်းယူနီယံချက်အလံကလေးများကိုကျိုးဖြင့်ဒီကာဆင်ရင်ထားကြသည်မြူနစ်စပယ်တဝန်းလုံးပင်ယူနီယံချက်အလံများဖြင့် ပြန်ကျဲထူထပ်နေတော့သည်ငှက်အဖြူအပြာ အနီကလေးများတဝင်းလုံးဝဲပြန်လျက်ကျောင်းသားတန်းကြီးသည်မြူနီစီပယ်ဝင်းရှိ၌ရက်လိုက်ကြသည်ဒီတော့မှပညာမော်သည်ပဝင်းကျင်ကိုတရိပ်ရလေတော့သည်မြူနီစီပယ်ရုံးဝင်းကြီးကရခင်ကနှင့်မတူအောင်ထူထူခြားခြားခန်းနာစွာပြင်ဆင်မွန်းမှန်ထားပေသည်တကားလေရခင်ကမူနေ့စဉ်ຫນွေအလိုက် ဆောင်းစိုးဆောင်းလိုက်ပန်းများပွင့်နေသောဥယျာဉ်ကြီးတစ်ခုဟုမှတ်ထားသည် ရုံဝင်ကြီးကိုဖြတ်လိုက်တိုင်းအကန့်အကန့်စနေတကျစိုက်ပျိုးထားသောဘန်ကင်းမြက်ခင်းလူများသူ့အောက်မှဝင်သွားရသောဘန်ယုံကြီးများစေအဖြူအပြာနုဘန်နုချေထားသောသစ်သားကလထိုင်းဂျိန်ကလထိုင်းခုံတန်းလျာများဖြင့်ခင်းလျက်လှပသောဝင်ကြီးကိုကြည့်မိသည်သိတ်လှတာပဲယခုမူကားမျက်နှာစာတစ်ဖက်၌အနီအပြာသုံးရနဖူးစီချင်းသိတရဖူနတ်မြင့်အင်္ဂလိပ်ဘရင် အစိုးရနိုင်ငံတော်တစ်စိတ်ဖြင့်တပ်ဆင်ထားသော ရောင်စုံပန်းတွင်စက်ကူများနှင့် ရှက်တန်းတွဲဆိုင်ထားသောမန္တကြီးကျောင်းသားများသည်လမ်းတောင်ကျိုး၌ရက်ကန်နေရာယူထားကြပြီးမန္တထဲမှဘင်ခရာတန်ထွက်ပေါ်လာသည်တရောကပင်ဘုရားသခင်ဘေးမင်းမြတ်ကိုကယ်မပါစေဟူသောတခြင်းတန်ကိုကြားခဲ့ရသည်သည်တခြင်းတိုက်စင်ကကြားခဲ့ရခြင်းဖြစ်သည်ဗညာမော်သည်မန္တဘက်သို့လှန့်ကြည့်လိုက်သည်မန္တတွင်၌မင်းဆိုရာသာများဘိုးရောင်ဖဲရောင်တကလက်ရောင် စိန်ယောင်မြယောင်ဗရမယောင်အယရှိမြကခေါင်းပေါင်းစတလူလူတချို့ကလည်းတကလက်ပေါင်းပြီးနှက်ပြယောင်ရာဇဝတ်ဝင်တော်မင်းမာကဗျာသူဒီဂါကီယောင်ပြိဝိစုံဖြင့်တရေကဗတ်မှခြောက်လုံးဘူးအိတ်အခန်းစာဇလွဲတရေယောင်ကတပြောင်ပြောင်မင်းကတော်မြကသူမတို့ဤလေတိုင်းကိုငယ်တိုင်းစိန်နကက်ယောင်တစ်ဖြတ်ပြစိန်စရုံးစိန်ပြီးတို့မှရုပ်ပြုတ်ပြက်ပြဲဒီကြတဲ့တွင် အထောက်အပံ့ခံအမျိုးသားကြောင့်မှကျောင်းဆရာကြီးဥဟန်တင်မှာဗင်းနီရင်ဘုံဘန်ကောက်လုံကြီးရွှေဗလာရောင်တောင်ရှိဖြင့်အတူခံရနေပေသည်ဗညာမော်သည်သူတို့ကျောင်းအုပ်ကြီးဤပေါ်လွင်ထင်ရှားသောဗင်းနီရင်ဘုံကိုနှစ်သက်နေမိသည်ကျောင်းသားများသည် နေရိပ်ရာဘက်သို့ရွှေ့လိုက်ကြသည် နေသည်တဖြည်းဖြည်းမြင့်လာရာ နေပြောင်များလည်းနေရာရွှေ့သွားကြသည်ဗညာမော်ဘေးမှဗလာကဟေ့ဗညာမော်ဒီဘက်တို့ဒီဘက်ကနေရိပ်တယ် ငါတော့စားတယ်ကွာမင်းကအင်းကဘာစားခဲ့တယ်လဲမနက်ကနံပြားနဲ့ပိတ်ပြုတ်စားခဲ့တာ အခုတော့နည်းနည်းတောင်စားလာပြီဘင်းခံကဘယ်တော့ရောက်มาတယ်လဲရောက်တော့มาနဲ့တူပါတယ်ဗျာတချို့ကျောင်းသားများကထိုင်နေကြသည်လူမော်သည်ရှေဆုံးစာရဏသို့ကြည့်လိုက်သည်ကျောင်းသူများကလည်းသူ့ကအချင်းချင်းစကားပြောနေကြသည်မှာညံနေတော့သည်ဘင်းခရဝိုင်းမှတချင်းတစ်ပုတ်တချင်းတီးတန်းကြလာရပြန်သည်အော်လန်စင်းတချင်း ။တချင်ရသွားသောအခါရောင်သူများဝိုင်းမှစကားသံများမှမဆဲအတံမျိုးမျိုးဖြင့်ရေမော့နေကြသံအုပ်ပြောသောတံစားသောတံဒူညင်းသောတံအတံဆုံး။မင်းလက်ထိထားတွေ့လား။ဟုဗလာကဗညာမောအားလှမ်းမိလိုက်သည်။ဟိကောင်မိတာမကြဘူးလား။ခုငဲနေသောဗညာမောအားတရောင်စင်းနှင့်တွင်ကမေးလိုက်သည်ဗညာမောမမန္တဤပြင်စင်မှုမှန်ပုံကိုငေးကြည့်နေသည် အနီးအဖြူအပြားအယောင်တွဲမှ သူ့စိတ်ကိုကြည်လန်းစေသည်မန္တဝင်ပေါက်လမ်းမကြီးပဲရှိဒေဗျူကင်းရာဇမတ်ကငပြောပင်ဆိုင်မင်းလမ်းမကြီးကဖြူလျက်ရေမင်းများအားကြိုးစသည့်ဟန်ပန်တိုင်းပြင်ဆင်ထားသည်စိတ်များသောငပြောရွံများမှာနေရောင်တွင်လမ်းဆန်းလျက်ဝင်းပလျက်ဘယ်မှလဲကွာဟုတ်တရရလာကဗညာမော်ကပြန်မေးလိုက်သည်မမြင်ဘူးလားမယမ်းစီရောင်ဂျိတ်ထမီနဲ့ကောင်းပါနှင်းစီပွင့်တွေနဲ့ ရောင်သားများကလိုင်ဒိဋ္ဌာဟုခေါ်ကြသောခင်ထားလိုင်မှာသူနှင့်တရံတဲဖြစ်သည်သူမဤဖခင်ဆက်ပန်းရှင်ဥသောကမှာမြို့မျက်နှာဖုံးသူမမှာအတန်းထဲတွင် အချောဆုံးဟုနာမည်ကြီးသည်ဘယင်ကံအားတန်းဆက်ရန်မြို့ဧကံကော်မတီကရွေးချယ်ထားသည်ဗညာမော်ထက်နှစ်နှစ်ခန့်ကြီးသည်သူမမှာရန်ကုန် IO အင်္ဂလိပ်မေဒီလာရင်ကျောင်းတွင်ကျောင်းထားရာမှမနှစ်ကနှုတ်ကဤတော်မြို့ကလေးတွင် လာထားခြင်းဖြစ်သည်ကျောင်းရောက်စက ဒါဝင်နဲ့တက်သေးသည်သူမ၏အင်္ဂလိပ်နာမည်မှာမေဘဲအိမ်သားများက သူမကိုမေဘဲဟုခေါ်ကြပြီးကျောင်းသားများကမူလှိုင်ထိတ်တာသူမစကားပြောလျင်လှိုင်ကလှိုင်ကဟု သူ့နာမည်ထက်စကားပြောလိရှိသည်မတွေ့ဘူးလားကွာငါနှမရင်များနဲ့စကားပြောနေတာဟုတ်သည်လှိုင်ထိတ်တာကကြော့လို့ဒေစီပန်းမွန်ရောင်အဝါနုပူဇာအင်ကြီးနှင့် သူ့အဖေကရိုးကုံမလီမတဆင့် အင်္ဂလမမှာယူသောပူဇာတခါចောင်းကားပွဲတွင်ကဝှလာဘူးသည်ရေမြပြော၍အင်္ဂလမမှာယူသည့်ပူဇာမန်းသိရသည်မကြသေးမီကဇာတိုင်းမှရောက်လာသည်ခင်ထားလိုက်သည်ရင်ရင်မြနှင့်စကားပြောနေရာမှဗလာတို့ဘက်သို့တစ်ချက်လှည့်ကြည့်လိုက်သည်ခင်ထားလိုက်သည်ဒီကနေ့အ누ဆုံးဖြစ်နေသည်ပညာမောကခင်ထားလိုင်ဤမယန်းစေနုနှင့်ငွေရောင်ချိတ်ထားသောဂျိတ်ထမီကိုငေးကြည့်နေသည် ထမိန်လေးအစင်လှတယ်ကွာအမေမင်းကလူတော့မပြောဘူးမိကကျောင်းသားများကဝိုင်းရဲကြသည် စကားသံများနှင့်ပို၍ဇူညံလာကြလေပြီနေအောင်မှလည်းပူနွေးလာပေပြီခင်ထားလိုက်သည်ချွေးပြန်လာ၍မကြခဏမျက်နှာကိုဂုတ်ပုတ်ကိုတို့ဘက်နှင့်တို့နေရသည် စိန်လေတို့မှတစ်ဖြက်ဖြက်ပြုတ်ပြက်လျက်မန္တန်တွင်ရှိသပွဲပေါ်၌က ရွှေရောင်ယွင်းကြီးတောက်သည်စံပယ်လျက်ကြီးတော်ထဲ၌ ဘယင်ကံကြွလာရင်သောပနာပြုရမည်မင်္ဂလာဩဘာသာမင်္ဂလာယတုပိုက်ဆုံးလင်္ကာများသည်ခွေလိတ်လျက်ဘယင်ကံအားဆက်မည်မင်္ဂလာစီတော်တန်ကြပြတေကရွှေကလက်ထက်၌ဝင်ကြွားလျက်ကျောင်းသားများပါဇက်မှဆရယ်ကွာဟူသောမြည်တမ်းတံများသည်ဂျိုကြထွက်ပေါ်လာကြသည်အောင်နေတို့လူသားသည်လမ်းဘေးမြက်ပင်များနာသို့ရွှေ့လိုက်ကြသည်။နေအောင်မှာသူတို့ကောင်းပေါ်ရောက်လာသောကြောင့်ဖြစ်သည်။ မန္တတွင်မှမင်းစိုးရာဇာများသည်တဲ့ပြူကင်းရာဇမတ်ကမင်းလန်းစီတို့မျော်လျက်ရှိကြသည်ငွေဖလားတဲ့တွင်စိုက်ထားသောပန်းခိုင်ကြီးမှညှိုးစပြုလီပြီးသမောစိတ်တို့သွားကြကြသော နေပိုင်းဝန်တော်မင်းတို့လည်းရမ်းမလာကြသည်ဟိဗလားဘင်္ဂန်ရဲ့နာမည်အရှိကောက်ကဘာလဲกว่าသိလားခုရှည်ရန်ကခုနှစ်တန်းចောင်းသားခင်စော်ကဗလအားလှမ်းမိလိုက်သည်ဗလမှာအတန်းငယ်တော်လဲစာအဖတ်ဆုံးဟု နာမည်ကြီးနေသူစာကြီးအီမောင်ကြီးဟုတ်ဘူးလား အရှိပြောတာဂျီအီကဗားတဲ့လေဆရာမမေးကြည့်ပါလားဟုတ်ဗညာမောကဂျာကဝင်ပြောလိုက်သည်ဟွာမင်းသွားမေးဆရာမကမင်းကိုပို့ရေးပေးတယ်ဗညာမောကဆရာမစန်းစန်းတို့အားသွားမေးသည်ဆရာမကသူ့ကိုပြောပြသည်စာဂျိုဆက်အော့ဂတ်စတမောင်ကြီးတယ်ကွာစာဆိုတာကဘယင်မင်းမြတ်အမှုတော်ထန်းကောင်းတို့ဘယင်ကပေးတဲ့မူကြီးမတ်ကြီးဘွဲတစိတ်တော်တယ်ကွာရဲရဲနဲ့သူရဲကောင်းဘယင်စစ်တီတော်တဲ့ဒေါ်ကိုက် ကျောင်းဦးကြီးသည်ကျောင်းသားများထံမန္တထဲမှလာနေသည်ကျောင်းဆရာဆရာမများသူထံကပ်သွားကြသည်ထို့နောက်သူတို့သည်တစုံတရာကိုတီးတူပြောင်းနေကြသည်ဆရာမဆန်းဆန်းတို့သည်ကျောင်းသားများအပါရောက်လာကဒီကနေ့ဘင်းကံမလာပြီဘူးတဲ့ကျောင်းသားတွေအလုံးပြန်နိုင်ကြပြီကျောင်းလည်းမရှိဘူးတည့်ရပိတ်လိုက်တယ်မနေ့ပြန်မှခါတိုင်းလိုကျောင်းလာတတ်ကြအသံများသည်စီညံသွားကတယောက်တစ်ပေါက်ပြောဆိုရင်းကျောင်းသားအိုကြီးသည်ကွဲသွားသည်။ပန်းစီ ဩဘာပေယရုပိုက်စုံနှင့်ရန်ကုန်မြို့ဘီယနာကဖေးမှအထုမာယူထားသောခြီစာကိမ့်မုံတို့သည်မန္တထဲရှိပိတ်ဖြူကင်းစပွဲပေါ်၌အရှင်မဲလဲလောင်းလျက်ဟုတ်ကဲ့ပါခမဇာကြီးဆရာဆရာကြီးတကုံတရားဤတို့ခစ်ကိုရောက်ရမည်မှာမလွဲပါဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းတည်နေဖြင့်စတင်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခမဥရိရှိခဲ့တယ်ဆိုလို့ရှင်တော့အဲတောင်းရှိသူအားလုံးကိုကျွန်တော်အနေနဲ့အထူးပင်မြတ်တာရက်ခံတောင်းပန်ပါတယ်ခမ ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းနှစ်မှာရန်လေဆုံတွေ့ကြပါလို့ခင်ဗျာ အားလုံးကျမ်းမာပေးခြင်းကြပါစေကျွန်တော်ပုံမြတ်တင်ပါခင်ဗျာ